မိုင်းကိုနိုင်ကိုသိမိလို့ဆိုင်ကားစီးကွင်ရာသပံပိတ်ပင်ခံရတဲ့မောင်မောင်လင်းအားလုံးပဲမြင်လာပါဗျာတားအကြီးရဲ့ကြားကြီးရဲ့ဗမာဘောလုံးချန်နယ်ကနေကြိုဆိုလိုက်ပါရင်မယုံသိန်းကတော့လက်ရှိနေထားရငါးနဲ့နဲ့ပြိုင်ဘသူနိုင်အစီအစဉ်မှာဝင်ပြိုင်နေတော့မှနိုင်မဲ့အနေထားရှိမနေပါဘူးဘာလဲဆိုတော့အာဆီယံအော်စတာလို့အသင်းနဲ့ချစ်ချစ်ချေဆွမ်းပွဲမှာတော့အရှုံးရလနဲ့ရင်ဆိုင်ကြရလို့ပဲဖြစ်ပါရင်ရှုံးတာတော့ရိုးတနေမရှုံးပဲသမိုင်းမှတ်တမ်းတင်ပြီးမှရှုံးခဲ့တာပါ မန်ယွန်တင်အဘရိုနီညာကမလေးရှားနိုင်ငံဘူကစ်ချာလီကွင်းကြီးထဲမှာချစ်ချင်ရေးဖိတ်ကော်ပလာပြိုင်ပွဲလေးနဲ့အာဆီယံအော်စတာနဲ့ကစားခဲ့တာဖြစ်ပါတယ်။အဆိုပါပွဲစဉ်မှာအာဆီယံဒေသတွေကထိုင်း၊ဗီယက်နမ်၊မလေးမြန်မာစတဲ့ကစားသမားတွေအပြင်တခြားသောအာဆီယံနိုင်ငံကကစားသမားတို့လည်းရွေးချယ်ခံခဲ့ရသလိုအော်စတြေးလျနိုင်ငံကကစားသမားတို့လည်းရွေးချယ်ခံခဲ့ရတာတွေ့ရပါတယ်။မြန်မာလေးစဉ်အသင်းကမောင်မောင်လင်းတော့အာဆီယံအော်စတာအသင်းမှာရွေးချယ်ခံခဲ့ရပြီးပရိသတ်တွေကပွဲထွက်ကစားခွင့်ရဖို့မျှော်လင့်ခဲ့ကြတာတွေ့ရပါတယ်။ပွဲချိန်ပြိုင်ပွဲမှာမန်ယွန်အသင်းဟာအိုနာနာမိုင်နူပွိုင်လန်း ကောင်းကြီးဒါတော့ကန်ကြီးဥကာတီတို့ကစားတဲ့အဓိကကစားမတွေနဲ့လူငယ်ကစားမတချို့ကိုပွဲထွက်အသုံးပြုလာတာတွေ့ရပါတယ်။အာဆီယံအော်စတာသင်းကလည်းမလေးရှား၊ဗီယက်နမ်၊ဩစတြေးလျ၊ဖိလစ်ပိုင်၊ကမ္ဘောဒီးယားထိုင်းစားတဲ့ကစားမတွေနဲ့ပွဲထွက်လာတာကိုတွေ့ရပါတယ်။မယော်အသင်းဟာဖိတ်ခေါ်ချစ်ချင်းကစားတဲ့အထာတိုင်းကစားနေခဲ့ပြီးဂေါ်ဆိုရင်ရောင်လို့တော့မှမသွင်းတတဲ့အနေအထားမျိုးကြောင့်ရေရှားလို့မိုးခေါင်နေသလားအောင်းမေးရအောင်ပရာဝိုင်းတစ်ပိုင်းလုံးမှဂိုးမသွင်းနိုင်တာတွေ့ရပါတယ်။ဖျားစုတိုင်းစစ်မှုဟွာလန်ဖျားစုကုလသမဂ်အွန်နာနာကတော့ဒုတိယပိုင်းမှာလူစားလဲခံရရပြီးအချမ်းမတူတဲ့မန်ယူကိုပညာပေးဖို့အတွက် အလင်္ကာတင်းနဲ့ဝင်လာပေးတဲ့တားတီးရဲ့ဂျားကြီးတို့ရဲ့အထာကမထားတဲ့အာရှကြားတို့ရဲ့အသင်းကောင်းဆောင်ကစားပါမမောင်းလင်းအနေနဲ့ဒုတိယပိုင်းမှာလှူစားတဲ့ဝင်ရောက်ခဲ့တာတွေ့ရပါတယ်။ဘွဲစားရင်80တန်းနဲ့ပါတော့မမောင်းလင်းကပဲအာရှအော်စတာအသင်းအတွက်တလုံးတဲသောအတိုင်းကိုကိုတလုံးထိုးတီးချက်နဲ့အတူတီးထုတ်ပြီးသူအားပေးတဲ့မန်ယူကိုအကြံမတူလို့ရန်သူလိုသဘောထားပြီးဂိုးသွင်းမိတဲ့အတွက်ရောမန်ယူအသင်းကိုဖလားလဲမဲ့ရာသီဖြစ်အောင်လှုံ့ဆော်ခဲ့တဲ့အတွက်ရောမြမလေးစင်တိုက်စစ်မှုမမောင်းလင်းအနေနဲ့စိုက်ကားစီးခွင့်ရာတက်ပံပိတ်ပင်ခံလိုက်ရပြီလို့လည်းသိရပါတယ်။ နောက်ပြီးမမောင်လေးအနေနဲ့မန်ယုံအသင်းကိုဂိုးသွင်းနိုင်တဲ့ပထမဆုံးမြန်မာဘောလုံးသမားအဖြစ်မှတ်တမ်းတင်နိုင်ခဲ့ပြီးတမိုင်းထဲမှာလည်းမန်ယုံအသင်းအနေနဲ့မမောင်လင်းဂိုးသွင်းတာခံရတဲ့အသင်းဆိုပြီးတစ်သက်လုံးစားနောက်ခံရတော့မှတေချာပါတယ်မလေးရှားက420တရင်းနေရမမောင်လင်းကိုမန်ယုံနေပြအမ်မော်ရင်အနေနဲ့ဂိုးမသွင်းတဲ့ဂါလာချွန်နဲ့ဝိုင်လန်နေရစားထုတ်ပြီးလေရင်နဲ့ကတ်တိုးလေးခေါ်ဆောင်သွားတယ်လို့သိရှိရသလိုနောက်လာမယ့်ရာသီတင်မှာလည်းမမောင်လင်းကိုဝိုင်လန်နေရမှာစားထုတ်ပြီးအသင်းမှာနေရပေးသွားဖို့ရှိနေတယ်လို့သိရပါတယ်ဒါဆိုရင်တော့မမောင်လင်းတယောက် မယူကိုဂိုးသွင်းလိုက်တာဟာမယူဖန်တွေအတွက်တော့ဂုံယူရမလို့အသင်းအတွက်အခြေခွဲရမလို့ ਨੇ ခန်းစားချက်တစ်မျိုးပေးစွမ်းနေတာပါ။ဒါကြောင့်မယူအသင်းအနေနဲ့ကတော့အာဆီယံအထိချစ်ချည်ရေးဖိတ်ခေါ်ပလားလာကန်လဲမြန်မာပြည်ကတာအထိရဲ့ကြားရင်းနဲ့တွေ့လို့ခွတ်ပါပြောက်ခဲရလို့နောက်နေများဆိုရင်တော့အထာကမထားတဲ့အာရှကြားတို့ပြိုင်ပွဲအသင်းမှာပါနေရင်ကန်ရဲမှာတော့မဟုတ်ပါဘူး။အစုံနေကြည့်ပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။